ီနေ့က2025ခုနှစ်နိုဝင်ဘာလ26ရက်နေ့ပါဒီနေ့ကျမတို့နက်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 ဆွေးနွေးထုံးတက်သွားမယ့်အကြောင်းအရာကတော့ယူကရိန်းစစ်ပွဲရဲ့နောက်ဆုံးအခြေအနေတွေပါပဲဒါပေမဲ့ဒါကတာမန်ရှေ့တန်းတရင်းတွေတင်ဆက်တာမျိုးထအများကြီးပိုပါရရှင်တမတ်ထရမ်ရဲ့ငင်းချမ်းရေးအစီအစဉ်ပြပြသွားပြီးနောက်မှာရုတ်တရက်အရှင်မြင့်လာတဲ့တိုက်ပွဲတွေတစ်ဖက်မှာခစ်ဟောင်းဆူဗီယက်လက်နက်တီအဲနောက်တစ်ဖက်မှာကျတော့နောက်ဆုံးပေါ် AI နီးပညာသုံး drone တွေဒီနှစ်ခုရဲ့အပြိုင်မူ ပြီးတော့အချက်လက်တွေရှုပ်ထွေးနေတဲ့စစ်မျိုးတွေကြားကနေအဖြစ်မှန်ကိုအတူတူထူဖောက်ကြည့်ကြမှာပါဟုတ်ပါရဲ့တကယ်စစ်ဥစားစရာအကောင်းဆုံးကတော့လေအဲ့ဒီတန်တမန်ရတကားတွေပင့်သွားတဲ့ခါမှာစစ်မြေပြင်ကနီးပညာတိထွေမှုတကားတွေဘလောက်အထိပွင့်သွားသလဲဆိုတာပါပဲဒီနေ့ကျွန်တော်တို့အဓိကကြည့်ရမော်ကဒီနီးပညာအပြိုင်ဆိုင်ဖြစ်မှုဟာစစ်ပွဲကိုအဆုံးဖြတ်ပေးနိုင်မယ့်အောင်ပွဲတစ်ခုစီဦးတည်နေသလားဒါမှမဟုတ် နှစ်ပတ်စလုံးကိုပို့ပြီးကြောက်စရာကောင်းတဲ့တရေအနေထားတွေကိုပဲဆွဲသွင်းသွားမလားဆိုတာပါပဲကျွန်တော်တို့ရာခတဲ့အရေးမြင့်သူမျိုးစုံကနေအရေးကြီးဆုံးအချက်လက်တွေကိုဆွဲထုတ်ပြီးသုံးသပ်ကြည့်ကြတာပေါ့ကောင်းလိုက်တဲ့အစာဖြူမှုပါပဲဒါဆိုရင်အဲ့ဒီတန်တမရတကားပိတ်သွားရဲ့အဖြစ်ဖြစ်ကနေဆောက်လိုက်ကြရအောင်တမရထရင်းရဲ့ညင်းချမ်းရေးအဆူပြုချက်ကမျောလန့်ချက်တစ်ခုလို့ဖြစ်ခဲ့ပြီမြေအဲနောက်ဆုံးတော့ဘာမှဖြစ်မလာခဲ့ဘူးယူကရိန်းဘက်ကနိုဝင်ဘာ26ရက်နေ့နောက်ဆုံးထအဖြစ်ပေးဖို့တောင်းဆိုတာကိုပြည့်ပြည့်သားသားပယ်ချခဲ့တယ်နော်อืม ဒီနေရာမှာတရိပ်ပြူရမြေအချက်တစ်ချက်ရှိတယ်။ဟိုယူကရိန်းလူတော်ဥက္ကဋ္ဌစတီဖန်ချက်ကလေးခရိုင်းမီးယားကို ပြန်မရမချင်းစစ်ပွဲကမပြီးဘူးလို့တရားဝင်ကြေညာခဲ့တယ်။ဩအဲ့ဒီမှာယူရှားဘက်ကတမရဇယ်လန်စကီရဲ့တမရတတဲကုံဆုံးသွားပြီလို့ယူဆပြီးတော့စတီဖန်ချက်ကိုပဲယူကရိန်းရဲ့တရားဝင်ခေါင်းဆောင်အဖြစ်ပို့အသည့်မပြုထားတာ။ဆိုတော့သူ့စီကလာတဲ့အဖြစ်ဟာယူရှားအတွက်တော့အပိသက်စကားတစ်ခုလို့ဖြစ်သွားလေ။ဟုတ်ကဲ့ ဆလူရာကျစကားပြောလို့မရတော့ဘူးဆိုတာရှင်းသွားတာပေါ့အတိအကျပဲအဲ့ဒီအပိသက်စကားရဲ့နောက်ဆက်တွဲကလည်းချက်ချင်းဆိုသလိုပဲရောက်လာတယ်စကားလုံးတွေနဲ့ဖြည့်ရှင်းလို့မရတော့တဲ့အခါလက်နက်တွေကစကားပြောလာတာပဲနိုဝင်ဘာ24နဲ့25ရက်နေ့ညမှာယူရှဲကဒုံးချီနဲ့ဒရုန်းအစီ900နီပါတုံးပြီးတော့ယူကရိန်းမှာအကြီးအကျယ်တိုက်ခိုက်ခဲ့လေဟုတ်ပါလေကီယက်ပြူကထောက်ပံ့ရေးအချက်အချာနေတာကြီးအောင်ဟုတ်တယ်ပြီးတော့အိုဒက်ဆာကဓာအပိတ်ဆက်ယုံတွေ အဓိကပစ်မှတ်ထားခဲ့ရတယ်။อืมဒါကတမမန်ကြီးလမ်းဆုံးသွားပြီးစစ်ရေးနဲ့ပဲဆက်သွားမယ်ဆိုတော့ရှင်းလင်းတဲ့တရင်စကားပဲပေါ့။ကပ်ဖတ်မှာလည်း American Ukraine ဆက်ဆံရေးရလဲနည်းနည်းလေးရှုပ်ထွေးနေဝင်ရတယ်နော်။ဟုတ်တယ်။အဲ့ဒီချက်လည်းရှိသေးတယ်။တမရထရမ်က Ukraine ဟာ American ရဲ့အကူအညီပေါ့ကြီးစုတင်စိတ်မရှိဘူးလို့ပြောဆိုခဲ့တယ်။อืมဒါပေမဲ့ CNN ရဲ့အချက်လက်စစ်ဆေးမှုအရဟုတ်ကဲ့သူတို့စစ်ဆေးမှုအရဇီလန်စကီဟာ2022ကတည်းက အကျဉ်း86ကျိတ်တမနဲ့ကျေးဇူးတင်ကြောင်းပြောခဲ့တယ်ဆိုတာတွေ့ရတယ်။အော်။ဒါကနိုင်ငံရေးစကလုံးတွေနဲ့လက်တွေ့အခြေအနေကြာကကွာဟာချက်ကိုမိမောင်းထုတ်ပြနေတာပဲ။ဒီလိုတတ်မှတ်မှန်ရမတင်မကြမှုတွေကရှေ့တန်းကစစ်သားတွေရဲ့စိတ်တက်ကိုပါတက်ရောက်မှုရှိနိုင်တယ်။ဟုတ်ကဲ့။ Trump ရဲ့အစီအစဉ်ကိုပယ်ချလိုက်တဲ့နောက်ယူရှားကဒုံးကျည်မိုးရွာတယ်လို့ပြောလို့ရတယ်ပေါ့လို့နော်။အဲ့ဒီတုံးကြည့်တဲ့ကြားတဲ့မြေပြင်ပေါ်ကအချင်းနဲ့မန်ကောတော့ဘလူးရှိလဲရှင်အထူးသဖြင့်အခုတိုက်ပွဲအပြင်းထန်ဆုံးဖြစ်နေတဲ့ Poor Crops မှာပေါ့ ဘိုဂရော့စ်ကအခုဆိုရင်စစ်ရဲ့ဗဟိုချက်မလို့ဖြစ်နေတယ်။ရုရှားကမာနိုဂရက်မြို့ကိုဝိုင်းပတ်ပြီးတော့ဘိုဂရော့စ်ကို ထောက်ပံ့ရေးလမ်းကြောင်းဖြတ်တောက်ဖို့ကြိုးစားနေတာ။ဒါပေမဲ့အံ့အားထင်စရာ ကောင်းတာကအဲ့ဒီလိုဝိုင်းပတ်ပိတ်ဆို့ခံထားရတဲ့ကြားတဲ့ယူကရိန်းတပ်တွေကမာနိုဂရက်ကနေဘိုဂရော့စ်မြို့တွေကိုပြန်လည်ထိုးစစ်ဆင်လာတဲ့ဗီဒီယိုတွေထွက်ပေါ်လာခဲ့တယ်။အော်တကယ်လား။ဟုတ်တယ်။ဒါကစစ်မြူဆိုတာကိုကောင်းကောင်းပြနေတာပဲ။ တစ်ဖက်ကထင်းကျုပ်လိုက်ပြီလို့ကြေညာပဲပဲလက်တွေ့မှာတော့နှစ်ဖက်တတ်တွေကအင်အားအနှဲငယ်နဲ့မြို့ပြတိုက်ပွဲတွေမှာအပြန်အလှန်ထူးဆစ်ဆင်းနေကြတော့ပိုဂရော့စ်ကအခုအဓိကတိုက်ပွဲဖြစ်နေတယ်ဆိုတော့ဒီမျိုးကယူကရိန်းရဲ့ကားပွေရေးတော့မဟာဗျူဟာယဘလောက်ရေးပါလို့လဲရှင်ရုရှားကဘာကြောင့်ဒီလောက်အသေးအတန်းတိုက်နေရတာလဲပိုဂရော့စ်ဆိုတာကဒွန်ဘတ်စ်ဒေတာရဲ့အဓိကထောက်ပံ့ရေးလမ်းကြောင်းတွေစုံတဲ့အချက်ချနေရပါခင်ဗျာအထူးသဖြင့်ယထာလန်ကွန်ရက်ရဲ့ဗဟိုချက်မှာဖြစ်တယ်ဟုတ်ကဲ့ ဒီမျိုးကိုသာယိုရှားကထိန်းချုပ်နိုင်လာရင်ယူကရိန်းရဲ့ရှေ့တန်းတပ်တွေစီသွားတဲ့လမ်းကြောင်းတတော်များများပြတ်တောက်သွားနိုင်တယ်။အဲ့ဒါကဒွန်ဘတ်စ်တခုလုံးရဲ့ကာကွယ်ရေးကိုပျော်လဲသွားစေနိုင်တဲ့အလားအလာရှိတယ်။ဒါကြောင့်ကိုဟုတ်ပါတယ်။ဒါကြောင့်ယိုရှားကဒီဒေတာမှာစစ်တီအင်နာတန်ထောင်ကျော်ဖြစ်တင်ထားပြီးအဆုံးဖြစ်ဖြစ်မဲ့ထိုးစစ်ကြီးတခုအတွက်ပြင်ဆင်နေချိန်မှာယူကရိန်းရဲ့လည်းအသေးလေးခုတ်ခတ်နေရတာပါ။တခြားရှေ့တန်းတွေအချိန်တွေကတော့တည်ငြိမ်ရလား။ဒါမှမဟုတ်အဲ့ဒီမှာလည်းတိုက်ပွဲတွေရှိနေသေးလား။ လောဝမတီငင်းကိုဆီဗက်စ်ကူမာဆိုရင်ယူရှားတဲ့တွင်မြို့အရှိပိုင်းကိုထိန်းချုပ်နေမြို့လေးဝင်ရောက်နေပြီ။အင်း။ဒါဒေမဲ့ယူကရိန်းကမြို့ကိုအပေါ်စီကမြင်ရတဲ့ခံတက်ကုန်းတွေကိုလက်လက်မခံပဲအခိုင်အမာထိန်းချုပ်ထားတော့မယ်။ဒါကသူတို့ကိုအသားစီးရစေတဲ့ချက်တစ်ချက်ပေါ့။အော်၊ကုန်းမြင့်တွေကိုကင်ထားလာပါမနော်။ဟုတ်ပါတယ်။ပြီးတော့ဇာပိုရီဂျီယာဒေသဟူလီယာပိုလီမြို့အစွန်းကိုလည်းယူရှားတဲ့တွင်ရောက်ရှိနေပြီ။အဲ့ဒီမြန်မာစိတ်ဝင်စားစရာ အချက်တစ်ခုပေါ်လာတယ်။ ဘာများလဲရှင်ကတုတ်ချင်းတီတောင် FPV drone တွေအတွက်လွယ်လဲကိုကိုပြတ်မှတ်ဖိလာရဲဆိုတော့ဒီစစ်ပွဲရဲ့ပုံစံကိုနှီးပညာကဘလောက်အထိပြောင်းလဲနေပြီလဲဆိုတာပိုထင်ရှားလာတယ်ဟုတ်တယ် ကတုတ်ချင်းတွေဟာ drone နဲ့အတွက်လွယ်ကူတဲ့ပိမှတ်နယ်တွေဖြစ်လာတဲ့ဆိုတဲ့အချက်ကကျမတို့ကိုနီးပညာအပြိုင်မှုဆိုတဲ့ခေါင်းစဉ်စီကိုတက်ရိုက်ခေါ်ဟာတာပဲတစ်ဖက်မှာ kit on soviet လက်နက်တွေတစ်ဖက်မှာ ai တုံးတဲ့ drone တွေဒီနှစ်ခုရဲ့အပြိုင်မှုကအရင်စိတ်ဝင်စားဖို့ကောင်းတယ်ကျမဖက်လက်ရတဲ့သတင်းတစ်ခုမှာတောင်ကခုနှစ်နေက soviet လက်နက်အဟောင်း fago တင်ကာဖက်ဒုံးကြီးကို ukraine တွေကအခုထိတုံးနေတုံးပဲလို့ဆိုတယ်အဲခင်မီတင်ကာတွေ drone တွေပြည်နေတဲ့စစ်မြေပြင်မှာဒီလိုနှစ်90တပ်တန်းရှိတဲ့လက်နက်ကဘယ်လိုလုပ်ပြီးအသုံးဝင်နေသေးတာလဲဒါကအချိန်နဲ့ းနေလို့လားဒါမှမဟုတ်ကျွန်မတို့မမြင်နိုင်တဲ့အာသာချက်တစ်ခုခုရှိနေလို့လားရှင်ဒါကစစ်ပိုးရဲ့နေရာမှတစ်ခုကိုမိမောင်းထိုးပြနေရပဲဟုတ်တယ်ဖက်ကဒုံးကြီးကဝါယာကျိုးနဲ့ထိန်းချုပ်ရတဲ့စနေဟောင်းပါပစ်လိုက်ရင်ဒုံးကြီးနောက်ကနေဝါယာကျိုးလေးပါသွားပြီပစ်ခတ်သူကအဲ့ဒီကျိုးကနေတဆင့်ပြမစီကိုထိန်းချောင်းရတာအချက်၃ချက်ကပိုရေးကြည်လာတယ်ရရှိနိုင်မှု availability ကုန်ကျစရဲ့ cost effectiveness နဲ့ရိုးရှင်းမှု simplicity ပဲအင်းဖာဂိုဒုံးကြီးက အဲ့ဒီတုံးချက်လုံးနဲ့ကင်ကြီးနေလေပြီးတော့အရေးကြီးဆုံးကအဲ့ဒါကဂျဲမင်းလုံးလို့မရလားလားဟုတ်ပါတယ်အဲ့ဒါပဲသူ့ရဲ့ဝိုင်ယာကြိုးစနစ်ကြောင့်ခင်မီအီလက်ထရောနစ်တိုင်ပြန်နောက်ဆက်မှုအီလက်ထရောနစ်ဂျဲမင်းတွေကိုခဏရေးရှိတယ်ဂျဲမင်းစနစ်တွေကဝိုင်ယာကြိုးကိုဘာမှလုံးလို့မရဘူးလေအော်ဒါကသူ့ရဲ့အားတာချက်ကိုဟုတ်တယ်ဒါကြောင့်တန်ချက်ကရင်အပေါ်စားတယ်ကင်းစခန့်တွေကိုတိုက်ခိုက်ရမှာအရင်အထုံးဝင်နေတော့မယ်ဆိုတော့အဓိကအတင်းငန်းစာကလက်တွေ့ကြောင့်မူကခင်မီမူးထပ်ပို့အရေးပါလာတယ်ဆိုတဲ့သဘောပေါ့နော်ဟုတ်ပါတယ် အမေမေယူကရိန်းကခစ်ဟောင်းလက်နက်တွေပေါ်မှာပဲမိခေါ်နေတာတော့မဟုတ်ဘူးနော်သူတို့ရဲ့နီးပညာတီထွင်မှုတွေအထူးသဖြင့်ရေပေါ် drone တွေကတော့ SF Fusion နဲ့ကအတိုင်းပဲဟုတ်ပါတယ် Barracuda လို့ခေါ်တဲ့ရေပေါ် drone က Dnipro Mid ထဲမှာရှိတဲ့ယူရှားရဲ့လက်နက်ခဲရနဲ့ထောက်ပံ့ရေးစခန်းတစ်ခုကိုအောင်မြင်စွာဖျက်ဆီးနိုင်ခဲ့တယ်ဒီ Barracuda drone ရဲ့ drone တင်တင်ပေါ် concept ကတော်လိုင်းကြီးတစ်ခုပဲ drone တင်ပေါ်ဟုတ်တယ် ူကပေါက်ခွဲဖြစ်စည်းလေတဲ့ပြီးကိုလိုင်းဝင်တိုက်ယုံထမကဘူး FPV drone အုပ်စုငယ်လေးတွေကိုပါတဲဆောင်ထားပြီးရန်သူနေရအနီးရောက်မှလွတ်တင်တိုက်ခိုက်တယ်ရွေလျား drone လွတ်တင်ရေးစခန်းအသေးစားလေးအဖြစ်တုံးလို့ရတယ်ဒါကစီးရေးအယူအဆကိုလုံးဝပြောင်းပြလိုက်နိုင်တယ်အရင်ကဆိုရေချက်ကြီးတစ်ခုလုံးလိုတဲ့စစ်စင်ရေးမျိုးကိုအခုဒေါ်လာတောင်းကနလောက်ပဲတန်းတဲ့ရေပေါ် drone တစ်စီးနဲ့လုံနိုင်သွားပြီဒါကစစ်ပွဲရဲ့ကုန်ကျစရိတ်ညီများချင်းကိုလုံးဝပြောင်းပြန်လန့်လိုက်တာပဲနော်အတိအကျပဲ ပင်လယ်နဲ့ထဲမှာယူစားရဲ့ကြီးမားတဲ့စစ်တင်ဘောတွေဟာဒီလိုသေးငယ်ပြီးအုပ်စုလိုက်တိုက်ခိုက်နိုင်တဲ့ drone တွေအတွက်ပင်မကြီးနေဖြစ်လာနေတယ်။မှန်ပါတယ်။ Magura Alligator 9တို့လို့တခြားရေဘော drone တွေနဲ့ပေါင်းပြီးတော့ Ukraine ကတနီပရိုမြစ်ကိုရုရှားတပ်တွေလွယ်လွယ်ကူကူဖျက်မကူးနိုင်အောင်တင်မင်းတမန်တတိုင်တစ်ခုဖန်တီးထားနိုင်တဲ့လို့တော့ပြောလို့ရတယ်။ Ừm ဒါကရေတပ်မရှိတဲ့နိုင်ငံတနိုင်ငံကရေတပ်အင်အားကြီးနိုင်ငံတနိုင်ငံကို နီးမညာနဲ့ဘဟုတံပြန်ခုခံနိုင်တဲ့ဆွဲအကောင်းဆုံးဥပမာတစ်ခုပဲယူကရိန်းရဲ့တီထွင်မှုတွေထဲမှာကျွန်မတို့အန်အော်ဆိုဖြစ်သွားစေတာတစ်ခုရှိသေးတယ်တာမန်ရိုက်ဖယ်ဒလက်ကိုဒရုန်းပစ်တဲ့ရှော့ကန်အဖြစ်ပြောင်းပစ်လိုက်တဲ့ကြီးစံတစ်ဆိုတာလေဒါကဒါကဘယ်လိုဖြစ်နိုင်တာလဲရှင်ဒါကတကိတ်ကိုထက်မြက်တဲ့တီထွင်မှုပဲ necessity is the mother of invention ဆိုရစကားတိုက်ပဲပေါ့ပြဿနာက FPV drone တွေကတဲတယ်မြန်တယ်ပြည့်ရခက်တယ် တာမန်ရိုင်ဖယ်ကြီးတတောင့်ဒီနဲ့ထီအောင်ပစ်ဖို့ဆိုတာမဖြစ်နိုင်တော့ပဲဟုတ်ပါဒီတော့သူက5.56 mm တီးဆန်ကိုအထူးပြုလောက်လိုက်တယ်ပစ်လိုက်ရင်တနပ်ပြောင်းကနေထွက်ဒီမီတာအနည်းငယ်အကွာမှာအဲ့ကြီးဆန်ကအပိုင်းစငယ်လေးတွေအဖြစ်ကွဲထွက်သွားပြီရှော့ကန်တနတ်လိုပစ်ခွင်းကျဲသွားစေတယ်ဟုတ်ပါတယ်ပစ်ခွင်းကျဲသွားစေတယ်တုံးရပါစံတီမှနိုင်ချီမြင့်တက်စေတယ်ဆိုတာမယုံနိုင်လောက်အောင်ပဲဒါကတကယ် game changer တစ်ခုပဲဒါပေမဲ့ ဒီလိုကြီးစားမျိုးကိုအများအများထုလုပ်သည်ရှေ့တန်းစစ်သားတန်းရဲ့လက်ထဲကိုအချိန်မီရောက်ဖို့ကတော့လက်တွေ့မှာဘယ်လောက်လွယ်ကူနိုင်မလဲတီထွန်မိုးကကောင်းပေမဲ့ထောက်ပံ့ရပိုင်းကအမီလိုက်နိုင်ပါမလားရှင်ဒါကအရေးကြီးတဲ့မေးခွန်းပဲတရင်ခေါင်းကတော့ဒီကြီးစံကိုတက်တိုင်းစီဖြန့်ဝင်နိုင်ဖို့ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနကတရားဝင်အတည်ပြုပြီးဖြစ်တယ်လို့ဆိုပါတယ်ဟုတ်ဟုတ်ကဲ့ဆိုလိုတာကထိုးလုံးမုံနဲ့ဖြန့်ချီရေးကိုအရှိန်ဖြန့်တော်မယ်ဆိုတဲ့သဘောပဲ ဒါသာအောင်မြင်ရင်ရှေ့ရန်ကစစ်သားတဲ့အတွက်သူတို့လက်ထက်က rifle ဟာ drone ကာကွယ်ရဲ့လက်နက်တစ်ခုပါထည့်လာပြီးထောင်ပေါင်းများစွာသောအသက်တွေကိုကယ်တင်နိုင်မှာပါဒီလိုအောက်ခြေအစင်းကနေတီထွန်မှုနဲ့ပိုထွန်းနေချိန်မှာပဲအနောက်တိုင်းကနေအထူးသဖြင့်နေတိုးရဲ့စစ်တင်တန်းတွေကတော့လက်တွေ့စစ်မီပြင်းနဲ့အမဝင်မှုလို့ယူကရိန်းစစ်သားတွေကဝေဖန်နေကြတယ်ဆိုတာလည်းကြားရတယ်စကူမီဘုံ၃နီးကိုတင်းတင်းတုံးပဲဆိုတာကြားရတော့တော်တော်လေးအံ့ဩမိတယ် ဒါကကြီးမားတဲ့အဖွဲ့အစည်းကြီးတွေကလက်တွေ့အခြေအနေနဲ့ဘလော့အစ်စ်တွေပြည့်နေတတ်တယ်လဲဆိုတဲ့ပြဿနာရဲ့ characteristic လက္ခဏာတစ်ခုလို့ပဲနော်ဟုတ်ပါတယ်ဒါကအနောက်နိုင်ငံတွေရဲ့စီရေးယူအဆနဲ့လက်ရှိစစ်မီပြင်ရဲ့ကွာဟချက်ကိုပြနေတာပါနီတိုးရဲ့တင်တန်းတွေဟာလေကြောင်းအတားစီရထားတဲ့ Iraq Afghanistan စစ်ပွဲတွေကတင်ကစားတွေပေါ်အခြေခံထားတာများတယ်음ဟုတ်အခု Ukraine မှာကလေကြောင်းအတားစီဘယ်သူမှမရဘူး drone တွေကနေရာတိုင်းမှာရှိနေတယ် ယူကရိန်းစစ်သားတဦးကပြောတာကသူတို့ကစစ်ကူမြေပုံတုံးပြီးလမ်းရှာနီကိုတင်နေတုံးပဲကျွန်တော်တို့ကဖုန်းတွေတက်ဘလက်တွေထဲက digital မြေပုံကိုပဲတုံးနေကြတာသုံးနှစ်ခွဲကျော်ပြီတယ်။အော်ကိုဟာချက်ကတော်တော်ကြီးတာပဲဒီအချိန်မှာယူရှားကတော့ဘာလုပ်နေလဲသူတို့ကလည်းအနောက်နိုင်ငံနေလို့ပဲအယူအဆဟောင်းနေနေပဲသွားနေတာလားဒါမှမဟုတ်လိုက်လျောညီထွေ ပြောင်းလဲနေပြီလားယူရှားကဒီကွာဟာချက်ကိုအခွင့်ကောင်းယူပြီးရှေ့ကိုတလန်းကျိုးနေတယ် သူတို့က drone စစ်စင်ရေးအတွက်တီးတန့်တပ်ဖွဲ့ခွဲ unmanned systems forces ကိုတရားဝင်ဖွဲ့စည်းလိုက်ပြီอืมတီးတန့်တပ်ဖွဲ့ခွဲလေးပေါ့ဟုတ်ပါတယ်ဒါက drone တွေရဲ့အရေးပေါမှုကိုအတိအမှတ်ပြုပြီးအဖွဲ့စည်းပိုင်းဆိုင်ရာပြုပင်ပြောင်းလဲမှုတွေနဲ့စနစ်တကျရှေ့ကိုတက်လန်းနေတာကိုပြသနေတာပဲဆိုတော့ယူကရိန်းကတီးထွင်မှုအတိတ်တွေနဲ့ရှေ့ကပြင်းနေချိန်မှာရုရှားကအဖွဲ့စည်းတိဆောက်မှုနဲ့လိုက်နေတဲ့သဘောပါဒါကရေရှည်မှာအပြည့်မှုကပိုပြင်းထန်လာမယ်ဆိုတာကိုပြနေတယ်။ဟုတ်ပါပြီ။ အခုထိကျမတို့ဆွေးနွေးခဲ့တာဒီကတမယောကျစစ်ပွဲရဲ့ပေါင်ထဲမှာပဲရှိသေးတယ်။ဒါပေမဲ့ဒီပဋိပက္ခတစ်ခုလုံးရဲ့နောက်ွယ်မှာအမြဲတမ်းအရေးအမြဲကြီးတစ်ခုရှိနေတယ်။အဲ့ဒါကတော့နျူကလ িয়ার ချင်းချောက်မှုပဲ။အဲ့ဒါကဒီစစ်ပွဲတွေအဆုံးအစွန်စီမင်းပဲ။ရုရှားရဲ့တရားဝင်နျူကလ িয়ার ယူဝါဒမှာနိုင်ငံတော်ရဲ့တည်ရှိမှုကိုချင်းချောက်လာရင်နျူကလ িয়ার လက်နက်သုံးပိုင်ခွင့်ရှိတယ်လို့ဆိုထားတယ်။အဲ့ဒီချင်းချောက်မှုဆိုတာကိုအတိတ်ပဲဖွင့်တာကလည်းသူတို့ကိုယ်တိုင်ပဲဆိုတော့ဟုတ်ပါတယ်။ အဲ့ဒီချင်းချောက်မှုဆိုတာကိုလေ Kremlin ကပဲသူ့သဘောနဲ့သူအတိတ်ပဲဖွင့်မှာပါဆာမတ်ထူလိုတိုက်ချင်းပြတုံးကြီးတယ်အာဖန်ကလိုကြားဖြာတိုက်ခိုက်ဖို့မဖြစ်နိုင်တလားချက်ခဲတဲ့ hypersonic တုံးကြီးတွေပိုင်ဆိုင်ထားခြင်းဟာဒီသမားရောကြစစ်ပွဲရဲ့နောက်ွယ်မှာအမြဲတမ်းရှိနေတဲ့ကြောက်မတ်ဖွယ်ရအခြေအနေတစ်ခုပါဒါနှစ်ဖက်စလုံးဘလောက်အချီတွားလို့ရတယ်လဲဆိုတာကိုတတ်မှတ်ပေးထားတယ်မမြင်ရတဲ့မြင်းတစ်ချောင်းလိုပါပဲယူကရိန်းစစ်ပွဲကပိုပြီးပြင်းထန်တဲ့အဆင့်တစ်ခုကိုရောက်လာတယ် တဖက်မှာပိုကရော့ဖ်လိုမျိုးတွေမှာတမားယောက်ျားအထားကြိတ်ဆက်လိုတိုက်ပွဲတွေဖြစ်နေတယ်လို့တဖက်မှာလည်းရေပေါ် drone တွေ drone တံပြန်ကြီးစံနေလို့မယုံနိုင်စရာနည်းပညာတီထွေမှုတွေနဲ့အပြိုင်အဆိုင်တိုက်ခိုက်နေကြတယ်။ဟုတ်ပါတယ်။အစမှကျွန်တော်တို့မိခဲ့တဲ့မိဟုံးကို ပြန်သွားကြည့်အောင်ဒီနည်းပညာအပြိုင်အဆိုင်ဖြစ်မှုဟာအဆုံးဖြတ်ပေးနိုင်မယ့်အောင်ပွဲတစ်ခုစီကိုဥကြည်နေသလား။ဒါမှမဟုတ်ပိုပြီးခစ်မိပြီးပိုအန်တယ်များတဲ့တည်ရဲ့အနေထားတစ်ခုကိုပဲဖန်တီးပေးနေသလား။အင်း အခုမြင်လျတဲ့အခြေအနေရလောနီးပညာတစ်ခုပေါ်လာတိုင်းတံပြန်နီးပညာတစ်ခုကချက်ချင်းနီးပါတော်လာတာကိုတွေ့ရတယ်ဟုတ်ပါဒါကြောင့်အစုံတက်အနေနဲ့စဉ်းစားစရာမြေခွန်းတစ်ခုထားခဲ့ခြင်းပါတယ်စစ်တွဲရီရဲ့တမိုင်းတလျောက်မှာအဆုံးအဖြတ်ပေးနိုင်တဲ့လက်နက် decisive weapon ဆိုတာကို အမြဲရှာဖွေခဲ့ကြတယ်အခုဒီယူကရိန်းစစ်ပွဲမှာရောဒီလိုလက်နက်မျိုးတကယ်ရှိနိုင်ပါမလားဒါမှမဟုတ်ဒီနီးပညာပြိုင်ပွဲကိုလိုင်းက နှစ်ဖက်လုံးကိုအဆုံးမရှိတဲ့ပင်မနွမ်းနဲ့မှုစီကိုပဲတွမ်းပို့နေတဲ့စစ်ပွဲရဲ့ပုံစံအတစ်တခု ဖြစ်နေမှလားဆိုတာပါပဲအခုကဘာစီရဲ့တုံတက်ချက်တွေထဲမှာအားလုံးကစိတ်ဝင်စားစောင့်ကြည့်နေတဲ့ရုရှားယူကရိန်းစစ်ပွဲရဲ့လက်ရှိအခြေအနေကိုကျွန်မတို့ဒီနေ့အဓိကထားပြီးဆွေးနွေးသွားကြမှာပါအခုစစ်ပွဲရဲ့အဓိကမေးခွန်းကတော့လေတော်တော်လေးရှင်းရှင်းလေးပါပဲယူကရိန်းရဲ့အင်မတန်များစားတဲ့နှီးပညာစံတစ်တီထွန်းမှုလေ ပြီးတော့ပြောင်းလဲပြန်လဲရှိတဲ့နီးပြူဟာတွေကရုရှားရဲ့အင်အားအလုံးရင်တွန်းပြီးဖိတိုက်တဲ့မဟာပြူဟာကိုအမှန်တကယ်အောင်နိုင်နိုင်မှမလားဆိုတာပါပဲအဲဒီဆွေးနွေးမှုအလုံးကတော့ကျမတို့ရရှိထားတဲ့အချက်လက်တွေပေါ်မှာပဲအခြေခံထားတာဖြစ်ပါတယ်ကျမအနေနဲ့ကတော့ယူကရိန်းရဲ့စန်တစ်ဒီထရွန်နိုင်စွမ်းဟာဒီစစ်ပွဲမှာအဆုံးဖြတ်ပေးနိုင်မယ့်အဓိကတော့ချက်ထစ်တယ်လို့ယုံကြည်တဲ့ဘက်ကနေရက်ဒီဆွေးနွေးတော့ပါမယ်โอเคကျွန်တော်ကတော့အဲ့ဒီအမင်းကိုရှုထောက်တမျိုးကနေခြေချင်ပါတယ်အမ် ဒီစမ်းသစ်တီထွင်မှုတွေကစစ်မြေပြင်မှာအရေးပါတာတော့မှန်တယ်လေအောင်မြင်မှုတချို့လည်းရတာရောဒါပေမဲ့နောက်ဆုံးမှာတော့လေစစ်ပွဲရဲ့အခြေခံအမှန်တရားဖြစ်တဲ့အင်အားကြီးမှမှုဆက်မှုထုတ်လုပ်နိုင်စွမ်းပြီးတော့ကြာရှည်တောင်းခံနိုင်တဲ့စွမ်းရည်ကပဲအနိုင်ရှင်ကိုဆုံးဖက်သွားလိမ့်မယ်ဆိုတဲ့ဘက်ကနေသုံးသက်ကျင်ပြသွားမှာဖြစ်ပါတယ်အကိုသူ့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းဒါမှမဟုတ်ပိုတိကြီးချပြောရရင်ရန်သူအားနည်းချက်ကိုအမြဲရှာပြီးတောင်းချနိုင်တဲ့ဉာဏ်ပညာပဲဖြစ်ပါတယ် သူတို့ဟာစိတ်အလွန်နေပြီးထိအောင်မှုအမတန်ကြီးမာရဲ့ဤပညာဖြစ်ရှင်းချက်တွေကိုအဆက်မပြတ်ဖော်ထုတ်နေတယ်။ဥပမာတစ်ခုအနေနဲ့ဆိုရင်ဒီ Promise ကိုထိန်းချုပ်နိုင်မှုသူတို့ဖန်တီးလိုက်တဲ့ Barracuda ရေပြင်သွားမောင်းသူမဲ့ drone တွေကိုကြည့်လိုက်။ဒါဟာယူရှာရဲ့ထောက်ပံ့ရေးစခန်းတစ်ခုကိုဖျက်ဆီးလိုက်တာအထက်အများကြီးပိုပါရဲ့။မိကျောင်းတစ်လျှောက်ယူရှာရဲ့ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးကိုချိန်ချုပ်ပြီးသူတို့ကိုကုန်းလန်းလို့ပိုအနေနဲ့များတဲ့လမ်းကြောင်းဒီစီအတင်းကျပ်တွန်းပို့လိုက်တာပဲလေ။ ဆိုတော့ခီရီရှိရေနံချက်စက်ယုံတိုက်ခိုက်မှုလိုမျိုးစစ်စင်ရဲ့ပိုင်းဆိုင်ရာထူချွမှုတွေကယူရှာရဲ့ကြီးမားလေးလန်းတဲ့စစ်ရန်တရားထက်ကအာနယ်ချက်တွေကိုအမြဲတမ်းအသာစီးရယူနေတာကိုပြနေတာပေါ့ဒါတွေကတချင်းတစ်ခါတည်းအောင်မြင်မှုတွေမဟုတ်တော့ဘဲရုရှားကိုမဟာပြိုဟာကြတဲ့ဆုံးရှုံးမှုတွေအကြီးကြီးပြင်းနိုင်တဲ့စနစ်ကျရဲ့ချင့်ကပ်မှုတစ်ခုဖြစ်လာနေပါပြီ။อืมစန္ဒတိထွမှုကိုတော့ချီးကျူးရမှာပါ။ဒါပေမဲ့စစ်ပွဲဆိုတာနောက်ဆုံးမှရန်တူရဲ့တိုက်ခိုက်လို့စိမ့်နေ တိုက်ခိုက်နိုင်စွမ်းကိုချိုးဖြတ်နိုင်ခြင်းအပေါ်မှာပဲအဆုံးဖြတ်ပေးတာမဟုတ်လားလက်တွေ့စစ်မြေပုံကိုပဲကြည့်ကြရအောင်လေဒီနေ့တို့ဘက်မှာနုစမာရဲ့နေမှာယူရှားတပ်တွေက Pokras Civis Lineman နဲ့ Huliai Bolo အဓိကနေရာတွေမှာမရက်မနာထိုးစစ်ဆင်နေတော့ပဲ Pokras တနေရာထဲမှာတောင်နောက်ထပ်ထိုးစစ်တွေရဲ့အထွဲ့စစ်တေအင်ညာတပေါင်းကျော်ထပ်မံစူးစီးထားတယ်လို့သတင်းတွေဆိုပါတယ်ဆိုတော့ယူကရိန်းရဲ့နီတိနေအောင်မြင်မှုတွေကခေါင်းကြီးပိုင်းသတင်းတွေမှာပါနေချိန်မှာယူရှားကတော့ နယ်မြေတွေကိုတလက်မာချင်းဖိဖိတိုင်ပိုက်ပြီးယူကရိန်းစစ်တပ်ရဲ့အဖိုးတန်ဇုံးရင်မြစ်ထစ်တဲ့လီချင်းစာတေးဝါတဲ့စစ်သားတွေကိုအင်အားပြုံးလိစေတဲ့ရက်ဆက်ကျန်းတဲ့စစ်ပွဲတပွဲကိုစနစ်တကျဆင်နွှဲနေတာပါသူတို့က Faget Low ထောင်ကိုဖျက်ခွမရှိခွနစ်တွေကလက်နက်ဟောင်းတွေကိုတောင် ထိထိရောက်ရောက်ပြန်တုံးချနေတာက သူတို့ရဲ့ချင်းကပ်ပုံက အကောင်းဆုံးဖြစ်ဖို့ထက်ပေါ်လောက်အောင်ကောင်းပြီးအများကြီးရှိဖို့ကိုပိုအာယုံစိုက်တာကိုဖျက်နေတာပဲ။ ဒီလိုစစ်ပွဲမျိုးကိုနီးပညာတစ်ခုတည်းနဲ့အနိုင်တိုက်ဖို့ဆိုတာလက်တွေမကျပါဘူး။ကောင်းပြီလေ။ဒါဆိုကျမတို့ drone စစ်ပွဲအကြောင်းကနေစရအကြောင်းခမပြောရဲ့အင်အားနဲ့ဖိတိုက်တဲ့နေရာမှာ FPV drone တွေကအဓိကကြားရဲဆိုတာမှန်ပါတယ်။ဒါပေမဲ့ Ukraine 5.56mm drone တံပြန်ကြီးစံတစ်ကိုကြည့်လိုက်ပါ။စစ်မီပေမှာ80ရာခိုင်နှုန်းအထိတေကျေထိခိုက်မှုဖြစ်စေတယ်လို့ဆိုကြတဲ့ FPV drone တွေရဲ့ချင်းချောက်မှုကိုခြေလင်းတတတူးချင်းစီကသူ့ရဲ့ rifle နဲ့ဖြေရှင်းနိုင်အောင်လုပ်ပေးလိုက်တာပါ။ ါကတသားတင်အောင်ချင်းစီရကောက်ကွယ်နိုင်စွမ်းကိုအစားပေါင်းများစွာမြင့်တင်ပေးလိုက်တာပဲလေအဲ့ဒါကိုခရီးရှိရင်းနဲ့ချက်စုံတိုက်ခိုက်မှုမှာတုံးခဲ့တဲ့နီးပြိုဟာနဲ့ပေါင်းကြည့်လိုက်ပါသူတို့က drone အတူတွေတုံးပြီးယူရှားလေချောင်းကောက်ကွယ်ရေးကိုလှည့်စားခဲ့တယ်ရေဒါရဲ့500 millisecond ကြာမြင့်တဲ့ပြန်လဲချိန်ကြီးမှုအားနဲ့ချက်ကိုအတိအကျအသုံးချပြီးပြစ်မှတ်အစစ်ကိုဝင်တိုက်ခဲ့တယ်။ဒါကအရေးအတွက်ညာတာကိုဉာဏ်ပညာနဲ့အနိုင်ယူလိုက်တာပဲ။ယူကရိန်းဟာနီးပညာစစ်ပွဲမှာအသာစီးရနေတာရှင်းရှင်းလင်းလင်းမြင့်မှန်ပါတယ်။ဟုတ်ပါလား။ အဲ့ကြီးစံကမြေဖြူဟာပိုင်းမှာတသောတယောက်အတွက်အတိတ်ကစေးဖြစ်နိုင်လာမှန်ပေမဲ့မဟာဖြူဟာအစ်စ်မှာတော့ပင်လယ်ကိုလဖိတ်စွန်းနဲ့ခတ်ထုံနေသလိုပါပဲရုရှားဟာ2015ခုနှစ်ဒီနှစ်ထဲမှာ FPV drone အလုံးကြီးနှစ်တန်းထုတ်လုံဟိုရည်မှန်းထားတယ်ပြီးတော့ unmanned system forces ဆိုတဲ့တိတန်စစ်ဘက်ထံကွဲတက်တေတောင်ဖွဲ့စည်းနေပြီလေအလုံးကြီးနှစ်တန်းနော်ဟုတ်တယ်ဆိုတော့သူတို့ရဲ့နီးဖြူဟာကရိုးရှင်းပါတယ်ယူကရိန်းရဲ့ကာကွယ်ရေးကိုကြော်လွှားနေဟို drone ထောင်ပေါင်းများစွာကိုအဆုံးခံပြီးအဆုလိုက်အပြုံးလိုက်လွတ်တင်တာပဲတခမော့ကင်မရာမကျန်းနေမှာမြင်ရတဲ့အတိုင်းပဲယူကရိန်းစစ်တပ်တယောက်ကဘလို့ကြည်စံမျိုးကင်ထားပါစေ drone တွေကပြားအောင်လိုက်တုတ်တယ်လို့သူ့စီကိုဥတီလာနေတဲ့အခါစစ်မီပြင်ဟာအိမ်မဆို့တစ်ခုလိုဖြစ်နေဆဲပါတလုံးပြစ်ချနိုင်ရင်နောက်ထပ်ဆက်လုံးရောက်လာအောင်ပါပါအဲ့ဒီအတွက်မှာအားသာချက်ရှိတာကိုတော့ကျွန်မလက်ခံပါတယ်။ဒါပေမဲ့လေအဲ့ဒီ drone နဲ့တန်းကိုထိန်းချုပ်မဲ့ကျွမ်းကျင်တဲ့ operator ဘယ်လောက်ရှိသလဲ။ သူတို့ရဲ့ထိန်းချုပ်စနစ်တွေကယူကရိန်းရဲ့ electronic warfare တိုက်ခိုက်မှုတွေကိုဘယ်လောက်တောင်ခံနိုင်ရရှိသလဲဆိုတာကပိုရေးကြီးတဲ့မျိုးကိုမဟုတ်ဘူးလားထိန်းချုပ်လို့မရတဲ့ drone တစ်သန်းဆိုတာတန်တိုတန်းစားတစ်သန်းပဲလေယူကရိန်းရဲ့နည်းပြဟာက drone ကို drone နဲ့ပြန်တိုက်တဲ့ drone တွေကိုထိန်းချုပ်နေတဲ့ကုနီယက်ကိုဖျက်ဆီးဖြစ်ဖို့ဖြစ်လာနေတာပါအဲ့ဒါကပိုပြီးထိရောက်တဲ့ချင်းခံမှုပါအင်းရုရှားကလည်းအဲ့ဒီပြဿနာကိုအရေးအတွက်နဲ့ပဲဖြေရှင်းနေတာပါသူတို့က drone ဆယ်စင်းမှာကိုစင်း electronic jamming မြည်ပြီးပြက်ကြသွားလဲဂယုမဆိုင်ဘူး နောက်ဆုံးဆယ်စင်းမြောက် drone ကယူကရိန်းရဲ့အရေးကြီးတဲ့အမြောက် delay down ကိုတင်ကားတစ်စီးကိုဖျက်ဆီးနိုင်နေရင်သူတို့အတွက်အမျက်ပဲလေဒါကရက်ဆက်ကြမ်းတမ်းတဲ့တင်ချာနီးပဲယူကရိန်းကသူ့ရဲ့အဖိုးရန် landed တွေကိုတခုချင်းစီကာကွယ်နေရချိန်မှာယူရှားကတော့ဈေးပေါ်တဲ့ drone တွေကိုအစွန်းခံပြီးအလဲထက်လုံနေတာပါဒီလိုအင်အားပြုံးတိစေတဲ့စစ်ပွဲမှာယူရှားကအသာစီးရနေတာပေါ့အဲ့ဒီတော့တအိုးကလည်းတွေ့ချင်းတွေကိုစစ်ကြည့်ကြရအောင်ခမည်းပြောတဲ့အင်အားပြုံးတိမှုစရာကို ယူကရိန်းကသူ့ရဲ့ကာကွယ်နည်းပြဝါကိုပြောင်းလဲပြီးတံပြန်နေပါတယ်။မကြသည်ရှင်ကပေါခရော့ဖ်မှာယူကရိန်းချက်တီရဲ့တံပြန်ချိုးစစ်ကိုကြည့်ပါ။ရုရှားရဲ့သိမ်းပိုက်မှုတွေဟာမခိုင်မာသေးဘူး။ထိရှိမှုကမပြေဆုံးသေးဘူးဆိုတာကိုတည်ပြပြနေပါတယ်။ရုရှားတပ်တွေမြို့ထဲဝင်မြေပိုင်းအသွေးမှာပဲယူကရိန်းတပ်တွေကမြို့အနောက်မြောက်ဘက်စစ်မှုဆောင်ကိုပြန်လည်ဝင်ရောက်နိုင်ကြတာကတောက်ထင်ရှားစေတယ်လေ။သူတို့က drone တွေအတွက်သင်မင်းတမန်ချိုးကွင်းချနေတဲ့ပထမကမ္ဘာစစ်ကလို့ကတိုချင်းကာကွယ်ပုံစံဟောင်းကိုဆွန့်လွတ်ပြီး ပျက်စီးနေတဲ့လူနေထိုင်ရာနေရာတွေမှာအဖွဲငယ်တွေခွဲပြီးအင်အားဖြန့်ခွက်တက်ခိုက်တဲ့ခေမီကာဝေးပုံစံကိုသုံးနေပါဗျ။ဒီလိုလိုက်လို့ညီတွေပြောင်းလဲနေစွမ်းကရုရှားရဲ့အလုံရမ်းတဲ့ထိုးစစ်ကိုအကုန်ကြများပြီးချီအောင်မှုနေအောင်လုပ်နေတာပါ။ Hokrovsk တန်ပြန်ထိုးစစ်တစ်ခုကစီရဲ့ဥရီယာတစ်ခုလုံးကိုပြောင်းပြန်လံပစ်လိုက်တာတော့မဟုတ်ဘူးလေ။အဲ့လာကနေရာကွက်ပြရတဲ့နေဗျူဟာပိုင်းဆိုင်ရာအောင်မြင်မှုတစ်ခုပါပဲ။ပိုချေပြန်းတဲ့စစ်မျက်နှာတစ်ခုလုံးကိုခြုံငုံကြည့်ရင်ရုရှားတပ်တွေဟာဟူလီယိုင်ဖို့မျိုးတဲကိုဝင်ရောက်နိုင်ခဲ့ပြီး စီဘတ်ရှေ့ပိုင်းကိုလုံဝသင်ပိုက်ခဲ့ပြီးမိုင်းဟော်ရာမှာရှိတဲ့ယူကရိန်းတပ်တွေကိုဝိုင်းပတ်ပိုက်ဆို့ဖို့ကြိုးစားနေပါတယ်။ဒါတွေဟာစစ်စင်ရေးပိုင်းဆိုင်ရာမှာတိတထင်ရှားတဲ့အောင်မြင်မှုတွေပါ။အရေးကြီးဆုံးကလူဝင်ဟားပါ။ယူကရိန်းစစ်သားတွေကိုယ်တိုင်ကနေတိုးရဲ့တင်တန်းတွေဟာအာဖဂန်နစ္စတန်နဲ့အီရတ်စစ်ပွဲခေတ်ကဆာအုတွေတိုက်တင်ကြားနေပြီးလက်ရှိ drone စစ်ပွဲအတွက်ခင်မမီတော့ဘူးလို့ပြောဆိုနေကြတာကသူတို့ရဲ့ကာကွယ်ရေးအတွက်လုံလောက်ပြီးကောင်းမွန်စွာလေ့ကျင့်ထားတဲ့တပ်ဖွဲ့ဝင်အားကိုဖြည့်တင်တိုက်စွမ်းမှာ ကြီးမားတဲ့အားနည်းချက်ရှိနေတာကိုဖော်ပြနေပါတယ်။ပြောင်းလဲပြင်လဲကာကွယ်ရေးလူဖို့ကျွမ်းကျင်ပြီးအတွေ့အကြုံရှိရဲ့လူရင်ဟာလုံလုံလောက်လောက်လိုပါတယ်လေ။ဤပညာကလူနေရာမှာအစားထိုးလို့မရသေးပါဘူး။အဲ့ဒီလူရင်ဟာပြဿနာကိုဖြေရှင်းဖို့ပဲသူတို့ရဲ့စမ်းသစ်တီထွင်မှုတွေကအင်အားချဲ့ထွင်ပေးတဲ့ကိလေသာ force multiplier အဖြစ်အရေးပါလာတာပေါ့။စောစောကပြောခဲ့တဲ့ Barracuda ရေပြင်ထွား drone ကိုပဲပြန်ကြည့်လိုက်ပါ။ဒီနီပရိုမီကမ်ပေါ်ကရုရှားရဲ့အရေးကြီးတဲ့ထောက်ခံရေးစခန်းတစ်ခုကိုဖျက်ဆီးနိုင်ခဲ့တာဟာ ယူကရိန်းကစိတ်နယ်ပြီးစံတည်တဲ့စနစ်တွေနဲ့မဟာဗျူဟာကြတဲ့ရလဒ်ဒီဘလို့ဖန်တီးနိုင်နေဆိုတာကိုပြသလိုက်တာပဲလေသူတို့ဟာတီနီဘရိုမြစ်လို့စစ်စင်ရေးနယ်မြစ်တစ်ခုလုံးကိုရုရှားအတွက်လှုပ်ရှားလို့မရတဲ့ကုန်ကျစရိတ်အလုံးများတဲ့နေရာဖြစ်အောင်ဖန်တီးနေပါတယ်အဲ့ဒီ drone တွေကို FPV drone တွေတဲဆောင်သွားတဲ့မိခင်သင်မောဖြစ်တောင်တုံးနေလာပြီတဟာအင်အားမရတဲ့စစ်ပွဲကိုဘလို့တိုက်ရမလဲဆိုတော့အကောင်လုံးဥမာတစ်ခုပါပဲလူတယောက်မလို့ပဲအိုးကနေထင်းချုပ်တဲ့ drone သစင်းကတရင်တရင်စာလောက်အလုပ်ဖြစ်သွားနိုင်ပါတယ် Okay ရုရှားကလည်းအင်အားမများတဲ့စစ်ပွဲကို သူ့နီသူဟန်နဲ့ကောင်းကောင်းနားနေပါတယ်။သူတို့ရဲ့1980ခုနှစ်တွေကဖက်ဂိုဒုံးကြီးတွေကိုဆက်သုံးနေတာကိုကြည့်။ဒါကခေတ်မမီတော့လို့မဟုတ်ဘူး။အခုစစ်ပွဲနဲ့အန်ကိုက်ဖြစ်နေလို့ပါ။ပေါ်ပါတဲ့တန်ချက်ကမပါတဲ့ရန်တစည်းကို တိုက်ခိုက်ဖို့ဒေါ်လာတန်ချီတန်နဲ့ခေတ်မီဒုံးကြီးတုံးမဲ့အစားဒေါ်လာထောင်ကနန်းလောက်ပဲတန်ပြီး godang thema alian be shi de len na hong ga po ti yaw de li tu yin ke be chu ne thin chok de sit ne chaw electronic jammy do lo le ma ya bu so lo sit poe cha la da ne mya thop pan po song ye ne kun ja se ti yaw mu ga a ye chi song phit la ba de russia ye ma kon khan nai ne len na hong to law mu re ga tu ro go cha shi taung khan nai soan pe ne chain ma အနောက်နိုင်ငံအကူအညီနဲ့ရှေ့ပြေးထီထွင်မှုတွေပေါ်မိခွန်းနေရတဲ့ယူကရိန်းအတက်တော့ဒီလိုတောင့်ခံနိုင်ဖို့မလွယ်ကူပါဘူး။တဖက်ကဘယ်ရကူရာတစဉ်ဆုံးရှုံးရင်နောက်တစဉ်ပြန်တီဆောက်ရခက်ပေမဲ့ရုရှားအတွက်ဖက်ကိုဒုံးကြီးတက်တောင်ဆုံးရှုံးတာကဘာမှမဟုတ်ပါဘူး။ခုနရကရုရှားရဲ့အားနည်းချက်ကိုလည်းဖော်ပြနေတာပဲမဟုတ်လား။သူရဲ့ခိမိလက်နဲ့ချုပ်လို့ရစိတ်ယုံတွေကအနောက်နိုင်ငံရဲ့ပိတ်ဆို့မှုတွေကြောင့်အစ်မက်အပူအူရှာတွေမရတော့ပဲအပြစ်ဝါလဲပတ်နိုင်စွာမရှိတော့ဘူးလေ။ ဒါကြောင့်ဆိုဗီယက်ခေတ်ကလက်နက်တွေကို ပြန်ဖုံးခနေရတာတဖက်မှာယူကရိန်းကပြည်တွင်းမှာတော့အနောက်နိုင်ငံတွေရဲ့အကူအညီနဲ့ပါသူ့ရဲ့ကာကွယ်ရေးစက်မှုလုပ်ငန်းကိုအရှင်းအဟုန်နဲ့တိစောက်နေတယ်သူတို့ကနီးဖိညာပိုင်းမှာအပေါ်ကိုတက်နေတဲ့လမ်းကြောင်းပေါ်မှာရှိပြီးရုရှားကတော့သူ့ရဲ့အသက်ကအမွေနဲ့တီကိုပြန်တူးဖို့တုံးဆက်နေရတဲ့အောက်ကိုဆင်းနေတဲ့လမ်းကြောင်းပေါ်မှာရှိနေတယ်လို့ပြောလို့ရတယ်ရေရှည်မှာဘသူကအားတာမလဲဆိုတာစဉ်းစားဆရာပဲပေါ့ဘရိုကာဒီကမှာစားပဖြစ်တဲ့ စောက်တူကထော်ထော်ရီစိတ်ဝင်စားဖို့ကောင်းတယ်။အေးဇလန်ကစမ်းကြပြီးတော့စက်ကုံကြီးရဲ့စိတ်ဖန်းဆန်ရအသွေးခော်ဒီကလည်းအယမ်းကိုနက်နဲတာကြောင့်ဖတ်လို့တောင်မပြီးသေးပဲနဲ့ဘလုံးများအဆုံးသက်သွားလဲလဲဆိုတာအယမ်းကို တိချင်းစိတ်ပြင်းပြနေမိလေ။အင်းအဲ့ဒီအနောက်နိုင်ငံအညူကြီးဆိုတာကပဲယူကရိန်းရဲ့အကြီးမားဆုံးအားနည်းချက်ဖြစ်နေပြန်ရော။ယူရှားရဲ့စက်မှုလုပ်ငန်းက အာဏာရှင်စနစ်အောက်မှာစစ်ရဲအတွက်အပြည့်ဝလဲပတ်နေပြီအနောက်နိုင်ငံတွေကတော့ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့အတွက်နိုင်ငံရဲ့အခြေအနေတွေရွေးကောက်ပွဲရလဒ်တင်ပြည်သူတဘောထားတွေပေါ်မှာအများကြီးမူတည်နေတယ်လေအကူအညီတွေကအခြေအနေမျိုးပြတ်တော့သွားနိုင်တယ်နောင်နှီးသွားနိုင်တယ်ဖက်ကဒုံးကြီးတတောင့်ကိုတက်ဦးပို့ဖို့လွတ်တော်မှာမဲခွဲဆုံးဖြတ်ကြရမလိုပါဘူးဒီလိုမဟာဗျူဟာမြောက်မရေရာမှုကယူကရိန်းရဲ့စစ်စင်ရေးအစီအစဉ်တွေကိုအကြီးအကျယ်ထိခိုက်စေပါတယ်ဟုတ်ကဲ့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ရရင်တော့လေ အချက်လက်တွေကယူကရိန်းရဲ့ညံပြင်းများနဲ့တီထွင်ဖန်တီးနိုင်စွမ်းကယူရှားရဲ့အင်အားထုံးသည့်ဖြစ်တိုက်တဲ့နီလန်းတွေကိုအမြဲတမ်းအပြေရှာပြီးတံပြန်နေလာကိုပြနေပါတယ်။ခြေလင်တက်သားကအုပ်ရဲ့ရိုင်ဖဲလ်ကနေမဟာဗျူဟမြောက်ဒရုန်းတိုက်ခိုက်မှုတွေအထိပေါ့။ဒီဆန်စစ်တီထွင်လို့စိတ်ဟာယူကရိန်းရဲ့အရေးကြီးဆုံးအားသာချက်ဖြစ်ပြီးသူ့ရဲ့ခူးခံစစ်ကိုဆက်လက်ရည်တည်စေမယ့်အခြေခံအုတ်မြစ်ဖြစ်ရှိနေဦးမှာပါ။ဒါဟာရှင်တန်ရဲတော့မချက်မနေလို့အတဲစွမ်းရည်တစ်ခုပါပဲကျွန်တော်ဘက်ကနှီးကုံချုပ်ရရင်တော့ စစ်မီပင်ကနေ့စဉ်ကြုံတွေ့နေရတဲ့အခြေအနေတွေကမတူညီတဲ့ဇလန်တပုတ်ကိုကြိုးပြနေရပါတယ်။ယူကရိန်းရဲ့လေမာပါနာတဲ့နီးပြူဟာတွေနဲ့အောင်မြင်မှုတွေရှိနေမဲ့တိမ့်ပိုက်ခရရတဲ့နေမီတွေနဲ့တိုက်အင်အားပြုံတိမှုတွေနဲ့တိုင်းတာတဲ့အခါမဟာဗျာပြူမြောက်အရှိန်ဟုန်ကရုရှားဘက်မှာပဲရှိနေစေပါ။အေယာမတအူးတစ်ချောက်လုံးမှာအင်အားအလုံးဝတုံးပြီးဖျားပေးနေတဲ့သူတို့ရဲ့စွမ်းရည်ဟာတကွက်ကောင်းနီးပညာအောင်မြင်မှုတွေနဲ့ကြော်လွှားလို့မရနိုင်တဲ့စစ်ပွဲအနိုင်ရရည်နေတဲ့အာတကျက်တစ်ခုအဖြစ်ဆက်ရှိနေပါတယ်။ อืมနောက်ဆုံးမှာတော့ဒီစစ်ပွဲဟာခစ်တစ်စီရဲ့အဓိကမေခွန်းတစ်ခုကိုမိမောင်းထုတ်ပြနေပါတယ်။နီးဗျူဟာနဲ့နီးပညာပိုင်းဆိုင်ရာထူးချွန်မှုကစက်မှုလုံနိုင်အင်အားနဲ့မဟာဗျူဟာမြက်အင်အားပြွန်တီးစေတဲ့စနစ်ကိုနောက်ဆုံးမှနိုင်ယူနိုင်ပါမလားဆိုတာပါပဲ။ဒီနေ့ကျမတို့ရရှိထားတဲ့အချက်လက်တွေဟာနှစ်ဖက်စလုံးအတွက်ခိုင်မာတဲ့အထောက်အကပ်ပဲပေးစွမ်းနေပြီးရောလေရှီတော်နုခုလုံးမှာသူ့အမှန်တရားနဲ့သူရှိနေတာကိုတွေ့ရပါဗျာ နောက်ဆုံးအဖြေကိုတော့စစ်မြေပြင်ကပဲဆက်လက်ရေးထုတ်သွားမှာဖြစ်ပါတယ်။ MM Think Make ကြိုးစိုးပဲ like လုပ်ပေးပဲ comment ပေးပဲ share ပေးပဲပြင်တွင် subscribe လုပ်ဖို့မပေးပေးနဲ့နော်။